ပြည့်စံများရှင်ကောတလအိမ်မက်16ဆက်ဆိုတာကမြတ်စွာဘုရားရှင်တသီရှင်ရှားရှိစဉ်အခါကကောတလမင်းကြီးမြင်မတဲ့အိမ်မက်တွေဖြစ်ပါတယ်ဒီအိမ်မက်တွေကိုမိဖုရားကြီးကိုပြောပြတဲ့အခါမှာတော့မိဖုရားကြီးရဲ့တိုက်တွန်းချက်ကြောင့်ကောတလမင်းကြီးကမြတ်စွာဘုရားထံကိုအိမ်မက်အကြောင်းကိုတွားရောက်လျှောက်ထားပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကအနာကက်အတွက်ညံတော်နဲ့ဆင်ကျင်းပြီးတော့နောက်အနာကက်မှာဖြစ်ပြမဲ့အကျိုးဆက်တို့ကိုအစဉ်အတိုင်းဟောကြားနှစ်သိမ့်တော်မူခဲ့ပါတယ်နံပါတ်1အမေကတော့ နားနဲ့လေးကိုဝှေ့မှုဟန်ပြင်းမှဝေ့ကြပဲချောင်လွဲ့သည့်မြင်အဖေကတော့အရှိအနောက်တောင်မြောက်မိုးစင်ချင်းတန်ပြီးမိုးဝေ့လွင့်ပြောက်စဉ်နမတဲ့အိမ်မက်ကတော့နန်းချင်းရင်ပြင်းမှာနားနဲ့ကြည်လေးကောင်ကဝှေ့မိဟန်ပြင်းပြုတ်လုံးပြီးမဝေ့ပဲချောင်လွဲ့သွားကြတယ်လို့မျက်မှတ်ပါတယ်အဲ့ဒီအိမ်မက်ရဲ့အထိပ္ပယ်ကတော့နောက်ခါမှာတရားမဆောင်တဲ့မင်းတို့လက်ထက်မှာမရလေးမျက်နှာကနေမိုးတို့ကရာဆမဲ့ပုံစံပြပြီးတော့မရွာဘဲနဲ့ပြောက်ွယ်သွားကကောက်ပဲတိနံတို့ကိုပျက်စီးစေပြီး လူတို့အစာရေစာ စားပါငတ်မှုအချင်းဖြစ်လက်တန်းဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်။နမိတ်နှစ်အမေကတော့မိကမကြငယ်လှသစ်ပင်ပုန်းကုံရင်တီးပွင့်တီးတိမ်မြင်အဖေကတော့အရွယ်မမြပြုံမမဲခင်တမီတာလင်ထားအိမ်ထောင်ခြင်း ။နံပါတ်2အိမ်မက်ကတော့အရွယ်နဲ့မမျငွေရကြတဲ့အပြင်တို့ကတီးကြအပွင့်ကြတတ်တယ်လို့မြင်မှတ်ပါတယ်။အဲ့ဒါရဲ့အထိပ္ပယ်ကတော့ကိလေသာရာကထူပြောလာပြီးအရွယ်မရောက်ခင်မှာအိမ်တော်ပြုကသားသမီးတွေရက်လာကြတယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်။နံပါတ်3အမေကတော့ယနေ့ဖွားစာနာမနို့သားမိခင်နွားကြီးစုပ်ပြီးနေချာအဖြစ်သမီးနဲ့သားစီးပွားဆိုင်ရာမိနစ်ဖအကျွေးမဆာရမှာ နမတော်အိမ်မက်ကတော့နွားမကြီးတွေကမိကဆာနွားလေးထံကနွားတို့ကိုဆိုးရတယ်လို့မျက်မှတ်ပါတယ်။အဲ့ဒီအိမ်မက်ရဲ့အိဗေကတော့ကာရမပြက်ပြားတဲ့ကာလမဟာသာသမိငယ်တို့ထံမှာမိဘတွေကယူကျိုးခိုကပ်ပြီးနေကြရတယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်။ နံပါတ်၄အမွေးကတော့နွားကြီးမကြိုက်ဝန်တိုက်နွားငယ်မယုံနိုင်ပဲဝက်လဲနေတယ်။အဖြစ်ကြီးသူဖဲချာမြောက်စားလင့်ငယ်တိုင်းပြည်ရေးချုပ်ခရီးပွေတော့မယ်။နံပါတ်၄အမက်ကတော့ခွန်အားပလာကြီးမားတဲ့နွားကြီးတွေကိုဖြစ်ပဲပြီးနှုပြိုတဲ့နွားတွေကိုဝန်တင်က ရုံးစေတယ်လို့မြင်မှတ်ပါတယ်။ဒီအမက်ရဲ့အထိပ္ပယ်ကတော့နောက်အခါမှာကြီးမားတဲ့အမှုကိစ္စတာဝန်တွေကိုလူကြီးတွေကိုဖြစ်ပဲပြီးတော့လူငယ်တွေကသာကြီးကျက် ဆုံးဖြတ်ကြလိမ့်မယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်။နံပါတ်5အမေကတော့ဂရင်းနှက်ခွအမြင့်လာရစာကြွေးကြွေးသမျှမဝနိုင်ရှာ။အဖေကတော့မူးမတ်မင်းဆိုလက်ထိုးသူငါနှစ်ဖက်စာတရားစီရင်မှာနံပါတ်5အိမ်မက်ကတော့ဥကောင်းနှလုံးရှိတဲ့မြင်းကဥကောင်းနှလုံးနဲ့အစားစားတယ်လို့မြင်မှတ်ပါတယ်။ဒီအိမ်မက်ရဲ့အတိတ်ဘက်ကတော့တရားစီရင်ရာဌာနတွေမှာနှစ်ဦးစလုံးထံမှလက်ယူပြီးတော့ထင်ရမြင်ရတွေကိုဆုံးဖြတ်ကြလိမ့်မယ်လို့ဆိုလိုတဲ့နမိတ်ဖြစ်ပါတယ်။နံပါတ်6အမေကတော့ ခွေးကိုတက်ဆက်ရွှေခွက်သိမ့်တဲ့ကျင်းငယ်အမြဲခွက်ထွဲစွန်ပြင်အဖြစ်မျိုးမြတ်သမီးပစ္စည်းမဟန်အမျိုးယုတ်လင်းလုံပေါင်းဆက်စံနံပါတ်6အိမ်မက်ကတော့အဖိုးသသိမ့်တန်နဲ့ရွှေခွက်ကိုကျင်းငယ်စွန်ပါဆိုပြီးမြေခွေးကိုပေးတယ်ဆိုပြီးမြင်မှတ်ပါတယ်ဒီအိမ်မက်ရဲ့အတိတ်ဘဲကတော့နောင်ကလမှာအမျိုးမမန်တဲ့သူတို့ကိုအဖိုးတန်သမီးရဲ့ဒနာတို့ကိုဆက်တရမယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်နံပါတ်9အမေကတော့ရှိကကြစ်ရှာအလုံးစာကျိုးကိုခွေးမခူစာကြိုက်ဝါးကမျိုး အဖေကလင်ကြီးပစ္စည်းတိမ့်စီမတူလင်းမြောင်စာမရလောက်ကုတ်ပူနဘခွန်အိမ်မက်ကတော့ကျင့်နေတဲ့ဂျိုးလွန်ရဲ့အပြားကိုမြေခွေးတွေကခိုးစားနေတယ်လို့မြင်မှတ်ပါတယ်။အထိပ္ပယ်ကတော့နော်အခါမှာအမျိုးသမီးတို့ကကိုတင်တရားပြပြပြီးတော့စိတ်ကိုရမှာငယ်ရွယ်သူတို့နဲ့ပျော်မြူကြလိမ့်မယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်။နမတ်ရှင်အမေကတော့ဦးငယ်ရှင်ဒီအိုးကြီးရေရှင်အိုးကြီးကိုပဲ ရေဆွဲလောင်းပြန်အဖေက ဈေးရသူများဝစ်စားမကြမ်းအခွန်အတွက်နှိမ့်ဆက်ငွေတောင်းခံနမရှိအိမ်မက်ကတော့လူတို့ကရေမရှိဥငယ်များရှာရနေတဲ့ရေပြည့်နေတဲ့ဥကြီးကိုရေလောင်းကြတယ်လို့မြင်မှတ်ပါတယ်။အထိပ္ပယ်ကတော့မိမိတို့ကရိတ်ခါပစ္စည်းမပြည့်စုံပေမဲ့လည်းအာနာပိုင်တို့ကိုကိုရိုင်းပစ္စည်းတွေပို့ဆောင်ဆက်သရတယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်။နမကိုအမေကကြာမျိုးငါးဝပွင့်ကြရေကန်ရေလေနောက်လျက်ကမ်းဖက်ကြည့်ပြန်အဖြစ်မျိုးရင်းပွေရှုပ်ခွန်တုတ်ကောက်ခံမြို့ပြင်ထွက် ပြည့်နှက်စီကားရင် မကိုအိမ်မက်ကတော့အနာကြည်ပြီးအလဲလောက်နေတဲ့ရေကန်မှာတက်တော်ဝါတွေတောက်နေကြတယ်လို့မြင်မှတ်ပါတယ်။အထိပယ်ကတော့နောက်အခါမှာမြို့ရွာအလဲမှာအခွန်နှိမ့်ဆက်လွန်းလို့မြို့အစုံကိုပြောင်းရွှေ့နေထိုင်ကြတယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်။နံပါတ်30အမေကတအိုးတဲ့အကြက်မကြီးထမင်းမာဆက်ပြောနေတုံးလीအဖေကမင်းနဲ့လူများတရားမကြီးမိုးသုံးစကွက်ကြွားရရှာမည်။ တပတ်တစ်ဆယ်အိမ်မက်ကတော့တအိုးထဲမှာချက်တဲ့ထမင်းကပျော်လွန်မာလွန်တင့်ယုံလောက်သုံးမျိုးသုံးစားချက်တယ်လို့မြင်မှတ်ပါတယ်။အတိတ်ဘယ်ကတော့တရားပြတ်တဲ့ကာလမှာမိုးကချွာရတာကြောင့်မိုးနယ်လွန်တဲ့နေရာမိုးမြောင်းလွန်တဲ့နေရာတင့်ယုံလောက်သာရွာတဲ့နေရာတွေရှိပြီးလေကသုံးမျိုးသုံးစားကွဲနေမယ်ဆိုတဲ့အနေပဲပဲဖြစ်ပါတယ်။နံပါတ်7အမေကမွေးတောင်နန်ကျူး72ကုသိန်းတန်ပုံရည်နဲ့လဲသုံးဆွဲကာပြန်အဖြေကတော့လက်စီများတရားဖို့တန်ငွေနှင့်လဲ အမြဲဟောမိမှန်။နံပါတ်၁၁အိမ်မက်ကတော့တသိန်းတန်နဲ့ဗရန်များ၁၂ခုစိန်တို့ကိုပုံရည်နဲ့လဲစားတယ်လို့မြင်မှတ်ပါတယ်။အထိပ္ပယ်ကတော့တရားပြတ်တဲ့ကာလမှာမြတ်စွာဘုရားရဲ့တရားတော်ကိုပစ္စည်းဥစ္စာရရှိဖို့အတွက်လင်းလဲလဲရပြီးတော့ဟောပြောလိုက်မယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်။နံပါတ်၁၂အမေကတော့တန်ချေမပေါင်းဘူးပေါင်းဘူးဆုံးရေတွင်ဆုပ်ဆုပ်နှိမ့်ုံလုံးဆုံးအဖြေကပညာရှိများစကားအုပ်သုံးပြောသည်များလောကမတုံကုန် နံပါတ်7ရဲ့အိမ်မက်ကတော့အရှင်ဒီတော်ဘူပေါင်းတို့ကရေလယ်မှာနှိမ့်ညွတ်နေကြတယ်လို့မြင်မှတ်ပါတယ်။အထိပ္ပယ်ကတော့နောင်ကာလမှာအနှစ်မရှိတဲ့လူရုပ်မာတို့ရဲ့စကားကိုသာလူတို့ကနှစ်သက်အတည်ပြုကြလိမ့်မယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်။နံပါတ်73အမေကတော့အိမ်လုံးတောင်လုံးကြောက်တုံးကြောက်ပြားရေမာဖွေးဖွေးထင်ရှားပေါ်လား။အဖေကယဟန်ရှင်ဆိုးလူဆိုးများတာဂုံရောင်တို့တကိုးပေါ်ထွက်တာ။ နမတ်73အိမ်မက်ကတော့ကြောက်ပြကြီးကလှည့်အတွင်လိုမျိုးရေပေါ်မှာပေါ်နေတယ်လို့မြင်မှတ်ပါတယ်။အထိပ္ပယ်ကတော့ဆုံးရောက်တဲ့ကာလမှာသူတော်ကောင်းတို့ရဲ့စကားကိုပြည်သက်တွေကမနှစ်သက်ပဲနဲ့ရှောင်လွှဲသွားကြမယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်။နမတ်74အမေကအစိတ်ပြင်းတော့မွေဟောက်ကြီးကိုဖားငယ်မများကြိုက်ဝါးကမျိုးအဖြစ်ကညာယူထားတက်ကြဖို့ကိုမရဆဲအမြဲအောင်ောက်ဆို ံပါတ်14အိမ်မက်ကတော့မွေကြီးကိုဖားငယ်ကကိုက်ပြတ်စားတောက်နေတယ်လို့မြင်မှတ်ပါတယ်။အထိပ္ပယ်ကတော့နောက်အခါမှာကိလေသာအလိုကိုလိုက်ပြီးမိမိထက်ငရွယ်သူတို့နဲ့ပေါင်းသင်းနေထိုင်တာကြောင့်မိမတွေရဲ့အနိုင်ကျင့်တာကိုခံရမယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်။နံပါတ်15အမေကတော့အစင်းမဲနဲ့ကြီးငတ်ထမ်းမှာရွှေဟင်းသားများခါစားနေပါ။အဖြစ်ပညာသီလပြေဝသူဟာသူယုံမာတို့ကိုထံဝတ်တားနေရမှာ။ နံပါတ်5အိမ်မက်ကတော့ရုံမာတဲ့ကြီးငတ်စီကိုရှုံဟင်းတာများခါစားနေရတယ်လို့မြင်မှတ်ပါတယ်။နံပါတ်5အိမ်မက်ရဲ့အတိတ်ပဲကတော့တရားပြတ်တဲ့အချိန်မှာအကျင့်တီလာနဲ့ပြည်စုံတဲ့သူတော်ကောင်းတို့ကတယုတ်မာတို့ထံမှမိခုခါရပြီးတော့နေထိုင်ကြရမယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်။နမ6အမေကစိတ်ကိုမြင်냐ကြောက်အားပြင်းထန်ရှင်သိတ္တကြခုံလွားပြေးပြန်အဖြစ်သူယုံမာများထောင်လွားနိုင်ငံသူတော်ကောင်းပုံအောင်တော်မြန်ရင် နံပါတ်6အိမ်မက်ကတော့ရှင်သိကျက်တိတို့ကိုစိတ်တွေကလိုက်လံကိုက်ဖြက်စားတောက်တတ်တယ်လို့မြင်မှတ်ပါတယ်။အတိတ်ဘယ်ကတော့နောက်အခါမှာသူရုပ်မာတို့ကမင်းမြော်စိုးကက်ပြုတ်လုံပြီးသူတော်ကောင်းတွေကိုပြင်ပနှိဆက်ကြလိမ့်မယ်ဆိုတဲ့နမိတ်ပဲဖြစ်ပါတယ်။ဒီကဒလာအိမ်မက်16ချက်နဲ့ခုခေတ်ဖြစ်ပြနေတဲ့အဖြစ်ပြတွေကိုကန်ညီနေပြီလားမကန်ညီဘူးလားဆိုတာကိုတော့ comment မှာဝင်ရောက်ရေးသားပြီးတော့မှတ်ချက်ကလေးပြသကြပါအောင်ရှင်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေရှင်